အဲ့ဒါဆိုရင်အမတို့နောက်ချမ်းဆွဲတာပြီးသွားပြီဆိုတော့ဒီနေ့ဒီဗီဒီယိုဖိုင်မှာအမတို့ရှေ့ချမ်းမူလာထပ်ဆွဲကြမယ်နော်အဲ့တော့ရှေ့ချမ်းမူလာဆွဲမယ်ဆိုလို့ရှိရင်ဆာရွက်တသက်ဆွဲကြမလို့ဘူးအမတို့ဒီဆွဲပြီးသားနောက်ချမ်းဆွဲပြီးသားဒီဘက်မှာပဲဆက်ဆွဲမယ်နော်ဘာလို့လဲဆိုရင်ဒီမှာအမတို့ရင်လိုင်းခါလိုင်းတွေကအညီချပြီးတော့ဒီဘက်ထိဆွဲယူထားပြီးသား အဲ့ဆိုတော့ရင်လိုင်းခါလိုက်နေအညီချပြီးသားဒီမှာတခါလဲချထားတာဖြစ်တဲ့အတွက်တသက်ကြီးရင်လိုင်းခါလိုက်နေပြန်ချနေကြမလို့ဘူးရှင်နဲ့နောင်နဲ့ကိုရှင်ရက်တခါလဲဆွဲသွားမယ်နော်အဲ့တော့ရှင်ရက်တခါလဲဆွဲမယ်ဆိုလို့ရှိရင်အမားတို့ကဒီဘက်မှာဆာရွက်ပူကျန်ချင်ရင် ီမှာနည်းနည်းလေးချပြီးတော့မှခြံပြီးတော့မှဆာရွက်ရှင်နေဆွဲလို့ရတယ်အဲ့လိုမှမဟုတ်ဘူးမတိကြမှာဆိုလို့ဆိုရင်ဒီဘက်ဘေးဆာရွက်အနာသားကနေနောက်ချမ်းကိုခြံပြီးတော့ဆွဲတယ်လို့ဒီဘက်ကိုလည်းဆာရွက်ဘေးကနေအမတို့နှစ်လက်မှဒါမှမဟုတ်ရင်5 cm ခြံပြီးတော့ဆွဲပေးလိုက်မယ်နော်ဒီဟာကတော့အမကကြည့်ပြီးတော့မှခြံလိုက်တာပေါ့နော်ဆာရွက်သေးတော့ပေးရန်လည်းအသေးလေးဆိုတော့နော်အဲ့ဆိုရင်ဒီမှာမြင်းတချောင်းတောက်မှန်အမတို့ဒီလိုခြံလိုက်မယ်ဒီကောင်ကိုအမက abdor c လို့ခေါ်မယ် ် Abdorsi ဆိုတာကနောက်ချမ်းလိုပဲဒီကောင်ကနောက်ချမ်းရဲ့ center Bdorsi back center ဒါက front center ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရှေ့ချမ်းရဲ့အလေစာပေါ့ရှေ့ချမ်းကိုလည်းတချမ်းစာပဲဆွဲမှာအပြည့်မဆွဲဘူးတစိမ့်ခန္ဓာကိုယ်ရဲ့တစိမ့်စာပဲပေါ့နော်အဲ့တော့ဒါရပြီဆိုရင်အမတို့က Abdorsi မြင်သိပြီဆိုရင် နောက်ချမ်းကိုဆွဲသလိုဒီပခုံးကနေစပါမယ်အဲ့တော့ဒီမှာတခုရှိတာက နောက်ချမ်းမှာအမတို့ပခုံးမြင်ပါတယ် ရှေ့ချမ်းကိုအမားရပခုံးကနေစမဆွဲဘူးအရှိုင်မင်းကနေစဆွဲမှဖြစ်တဲ့အတွက်ဒီပခုံးမင်းကိုထက်တွက်စရာမလိုဘူးအဲ့တော့ဒီပခုံးမင်းကမျက်စိရှုပ်နေတဲ့ထင်ရင်ခနာဖြစ်ထားလိုက်မယ်နော်အဲ့တော့ပခုံးမင်းကိုဆွဲတဲ့အခါရှေ့ ठी ဆွဲလာစရာမလိုဘဲနဲ့အရှိုင်မင်းကိုပဲဒီဘက် ठी ဆွဲပေးရင်ရပါတယ်။အဲ့တော့အမကအရှိုင်မင်းကနေကွက်တီပဲယူခြင်းလို့ဒါလေးကပခုံးမင်းလေးကိုဖြတ်ထုတ်လိုက်မယ်။ โอเคเนาะอ่ะဆိုရင်ဒီမှာအရှိုင်မြင်းကနေစလိုက်မယ်အဲ့တော့အရှိုင်မြင်းကနေသူကဘာစမလဲဆိုအမားတို့လေပင်ပေါက်အရင်စပါမယ်ဒီဟာကအရှိုင်မြင်းဖြစ်တယ်ဒီနေရာလေးကစုံမှတ်ဒီနေရာကိုအမားတို့ကအရှိုင်လို့သတ်မှတ်ပေးမယ်เนาะအရှိုင်ဆိုတာလူရဲ့အရှိလေပင်တက်တက်မှာအချိုင်ကလေးရှိတဲ့နေရာเนาะအဲ့ဒီအရှိုင်လို့သတ်မှတ်လိုက်တယ် သတ်မှတ်သားပြီးတော့ခါကြတော့အမတို့ကဒီကနေပြီးတော့မှလေပင်ပေါက်စဖောက်ပါမယ်။လေပင်ပေါက်ဖောက်မယ်ဆိုရင်နောက်ချမ်းမာတော့ကအမတို့စင်တီမီတာနဲ့ဆိုရင်6.5စင်တီမီတာဝင်ခဲ့တယ်။လက်မနဲ့ဆိုရင်2လက်မခွဲဝင်ခဲ့တယ်။အဲ့လိုပဲဒီမှာလည်းအတူတူပဲအဲ့တိုင်းပဲဝင်ပေးလိုက်မယ်နော်။စင်တီနဲ့ဆိုရင်6.5လက်မနဲ့ဆိုရင်2လက်မခွဲဝင်လိုက်ပါမယ်။အဆိုင်မြင်းပေါ်မှာပဲတားလိုက်တာပါ။တိုင်းပြီးတော့သူ့ကိုမှတ်လိုက်မယ်။ဒါကနောက်ချမ်းနဲ့အတူတူပဲ။စင်တီနဲ့ဆိုရင်6.5လက်မနဲ့ဆိုရင်နလမကွေ โอเคเนาะဒါကစင်တီမီတာနဲ့เนาะဒါကတော့အမတို့ကလက်မနဲ့ပေါ့โอเคအဲ့ဒါရပြီဆိုရင်အဲ့ဒီရဲ့အမှတ်ကလေးကနေအပေါ်ကိုတောင်းမှန်မြင်းဖြောင်းဆွဲပါမယ်ဒီအရှိုင်မြင်းကိုတောင်းမှန်ယူပြီးတော့ဆွဲမယ်ဘလောက်ဆွဲမှလဲဆိုရင်အပေါ်ကို7 cm တက်ပါမယ်အဲ့တော့7 cm ဒီကနေတက်လိုက်မယ်တောင်းမှန်လေးဆွဲလိုက်မယ် 7 cm เนาะအဲ့တော့ဒီဟာလေးဒီတောင်းမှန်ဖြစ်ရမယ်ဘလောက်တက်တာလဲဆိုရင်7 cm 7 cm ဆိုရင်အမတို့ပြည်တန်းပြည်ကျိုးမှကြည့်ရအောင်ဒီမှာ7 cm ဆိုရင်လက်မနဲ့ဆိုရင်1.80ရှိပါတယ်เนาะ1နှစ်လက်မနဲ့80ရှိတယ်စင်တီနဲ့ဆိုရင် 7 cent ရမယ်နော်အတော့7 cent ဆိုရင်လက်မနဲ့ဆိုရင် အမတို့က2တသမ9စိတ်နော်နှစ်လက်မနဲ့9စိတ်အပေါ်ကို တောင်းမှထောင်းပေးမယ်တောင်းမှထောင်းပြီးသွားပြီဆိုရင်အဲ့ဒီရဲ့ဥစ္စာကိုတဝက်ဝက်ပေးပါအဲ့တော့9 cent ဆိုတော့အမကတဝက်ဝက်လိုက်မယ်ဆိုတော့3.5ပေါ့နော် အဲ့တော့သူ့ကိုတဝက်ဝက်လိုက်ပါတယ်လက်မနဲ့ဆိုရင်လည်းလက်မအတိုင်းကိုပဲတဝက်ဝက်ပေးလိုက်ဒီနှစ်လက်မနဲ့ခုနှစ်စိတ်ကိုတဝက်ဝက်ပေးလိုက်နော်တဝက်ပြီးသွားရင်အဲ့ဒီဟာကဒီဥစ္စာဒီလိုမျိုးလေးပြထားရင်ဒီအဆက်ဆက်ကလေးဒီတဝက်ဝက်လိုက်တယ်ဆိုတော့သင်္ကေတနော်တဝက်ပြီးသွားရင်အဲ့ဒီတဝက်ကနေပြီးတော့မှဒီဘက်ကိုအမားတို့တောင်းမှန်မြင်ဖြောင်းဆွဲပေးပါမယ်ဒီမြင်းလုံးဝဆောင်းလုံးမရပါဘူးသူ့ကိုတေချာတောင်းမှန်ကြနေအောင်နည်းနည်းရှိရှိလေးဆွဲပေးလိုက်ပါ ဲ့လိုလေးဖြစ်သွားမယ်နော်ဒီဟာလေးဒီဘာဖြစ်နေရမလဲတောင်းမှန်ဒီလေဘင်းထောင်လိုက်တဲ့မြင်းကိုတောင်းမှန်ကြာနေရမယ် ရပြီနော်အဲ့ဒီလိုရပြီဆိုလို့ရှိရင်အမားတို့ကဒီမှာပခုံးလာတိုင်းတော့မယ်ပခုံးတိုင်းရင် तू ကဘယ်ပခုံးကိုယူရမလဲဆိုနောက်ချမ်းမှာဆွဲထားတဲ့ဒီပခုံးအဆောင်အမားတို့ဒီမှာတိုင်းထားခဲ့ပေးတယ်ဘလောက်ရှိလဲဆိုတာလေးရှေ့ချမ်းဆွဲရင်လိုအပ်လို့ဆိုပြီးတိုင်းထားခဲ့တဲ့ဟာလေးရှိတယ်ဒီမှာအမတိုင်းထားခဲ့တာ14စင်တီရှိတယ်နော်အဲ့ဒီရဲ့14စင်တီကိုဒီမှာလာတိုင်းပါမယ်အဲ့တော့ဒီထိပ်ကနေနော်9စင်တီထောင်ထားတဲ့ထိပ် လက်မနဲ့ဆိုနှစ်လက်မနဲ့ခုနစိတ်ထောင်ထားတဲ့ထိတ်ကနေတွုံးဝက်လိုက်တဲ့မြင်းပေါ်ကိုအဲ့ဒီရဲ့နောက်ချမ်းပခုံးအတိုင်း14စင်တီကအထိဆွဲပေးရပါမယ်အဲ့တော့ဒီထိတ်ကနေပြီးတော့မှ14စင်တီကအောက်ကမြင်းပေါ်မှာရောက်တလောက်ဒေနာရောက်ရောက်ဒီကြားထဲကအတိုင်းတာဒီနောက်ချမ်း ပခုံးနဲ့အတူတူဖြစ်ရပါမယ်။နောက်ချမ်းပခုံးက14စင်တီဆိုရင်သူလည်း14စင်တီဖြစ်ရပါမယ်။အဲ့တော့ဒီထိပ်ကနေပြီးတော့မှဒီမြင်းပေါ်မှာရောက်တဲ့အထိသူဘယ်နေရာရဲ့လို့မဟုတ်ဘူး14စင်တီဒီမြင်းအဆောင်လေးက14စင်တီဖြစ်သွားတဲ့ဆိုရင်ရပြီ။လမနဲ့ဆိုလည်းတိုင်းကြည့်ပေါ့။ကိုဒီနောက်ကပခုံးကလမနဲ့ကထားပါတော့ဘယ်လောက်ရှိလဲ။ရှိတဲ့အတိုင်းတိုင်းဒီမှာလာပြီးတော့မှတိုင်ပြရမယ်။နော်။ထိုင်ပြီးတော့မှဆွဲပေးလိုက်ရောမယ်အတူတူပဲ။ ရမယ်နော်အဲ့တော့အဲ့ဒါလေးရသွားပြီဆိုလို့ရှိရင်အမတို့ကဒီဥစ္စာကပခုံးကနည်းနည်းမြင့်နေရလို့ခံစားရတာဖြစ်တဲ့အတွက်သူ့ရဲ့မြင်ကိုတစင်နောက်ထပ်တစ်ချောင်းထပ်နှိမ့်ချမယ်အဲ့ဒါကြတော့ဘလောက်နှိမ့်ချမလဲဆိုရင်စင်တီနဲ့ဆိုရင်အမတို့က1.5စင်တီနှိမ့်ချမှာနော်အဲ့တော့1.5စင်တီနှိမ့်ချမှာအဲ့တော့စင်တီသမားက1.5စင်တီဆိုရင်လက်မသမားကဘလောက်လဲဆိုတော့အမားတို့ကြည့်ရအောင်ဒီမှာ1.5စင်တီဆိုရင်သူက6စိတ်ပေါ့ နော်6စိတ်ရှိတယ်6စိတ်နှိမ်ချလိုက်မယ်နော်အဲ့တော့အမကသူ့ရဲ့ဒီမြင်းအဆောင်တိုင်းပခုံးမြင်းဒီဆောင်ဆောင်လေးအတိုင်းကိုစင်တီနဲ့ဆိုရင်1.5စင်တီနှိမ်ချလိုက်ပါမယ်လမ်းမနဲ့ဆိုလို့ရှိရင်တော့6စိတ်ဒီလိုလေးဆွဲလိုက်မယ်သူနဲ့သူနဲ့ဒီမြင်းပြိုင်ဖြစ်နေရပါမယ်နော်သူတို့နှစ်ခုဒီမြင်းပြိုင်ဖြစ်နေရမယ်ဒါလေးကဒီအပေါ်ကပခုံးမြင်းကိုမတုံတော့ဘူးဆိုတော့အတိတ်ပဲ เนาะသူ့ကိုမတုံးတော့ဘူးအောက်ကမြင်းကိုပဲတုံးမယ်ပခုံးကိုနည်းနည်းနှိမ်ချလိုက်တာရမယ်เนาะအဲ့ဒါပြီးသွားပြီဆိုရင်အမားတို့ကဘာလုပ်မလဲဆိုတော့သူ့ကိုပခုံးထောက်ထည့်ပြီးတော့မယ်ပခုံးထောက်ထည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာเนาะဒီကနေပြီးတော့မှအထဲတဲကိုအမားတို့6.5 cm လာဝင်ပေးပြီးတော့မှတ်ပေးပါမယ် 6.5 cm เนาะ cm เนี่ยဆိုရင်6.5 cm အဲ့တော့လက်မနဲ့ဆိုလို့ရှိရင်ဘယ်လောက်ဝင်မလဲဆိုရင်6.5ဆိုလို့ရှိရင်နှစ်လက်မနဲ့နှစ်လက်မနဲ့6စိတ်เนาะနှစ်လက်မနဲ့6စိတ်ဝင်ပေးလိုက်ပါမယ်ဒီလေဘင်းအစုံကနေအတွင်းထဲကိုဝင်ပေးလိုက်တာနှစ်လက်မနဲ့6စိတ် ရမယ်နော်အဲ့ဒါရပြီဆိုလို့ရှိရင်အဲ့ဒီကနေပြီးမှဒီဘက်ဘေးကိုအမားတို့ပခုံးတောက်ထည့်ပါမယ်အဲ့တော့ပခုံးတောက်ကဘယ်လောက်ထည့်မလဲဆိုရင် 4 or 5 or 6ဒါကိုတွက်လို့ရပါတယ်အမကဒီလိုပဲတွက်ထားလိုက်တာပုံသေးပဲတွက်လိုက်တာပေါ့နော်တခုရှိတာက तू က4 or 5 or 6ကဘာလဲဆိုလို့ရှိရင်အမတို့ကယင်သေးတာနေယင်ကြီးတဲ့ပေါ်မူတည်တာပေါ့နော်ယင်ကြီးတဲ့လူဆိုရင်5ယင်ပို့ပြီးတော့ဝတ်ထွားတဲ့လူဝတ်ရဆိုရင်6တိထည့်ပေးမယ်ပုံမှန်ဆိုရင်4လောက်ပဲထည့်လို့ရပါတယ်အဲ့တော့အမကတော့ပုံမှန်အပြည့်5 cm ကိုအသုံးများပေးတယ်5 cm သုံးမယ်ပေါ့နော်ဒါကကိုယ့်ရဲ့ယင်ဆိုင်ပေါ်မူတည်ပြီးထည့်ပေးပါ4 or 5 or 6နော် ော်အမကတော့ဒီမှာ5 cm ထည့်လိုက်ပါမယ်အဲ့တော့5 cm ထည့်လိုက်တယ်เนาะအဲ့ဒါဆိုရင် အမတို့ဒီမှာเนาะ5 cm เนาะလက်မနဲ့ဆိုရင်အမတို့ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်4 cm ဆိုလို့ရှိရင်တလက်မခွဲเนาะ5 cm ဆိုရင် ီမှာနှစ်လက်မှနီးပဲနှစ်လက်မှလို့ပဲအမသမလိုက်နော်နှစ်လက်မှရှိတယ်နော်နှစ်လက်မှထည့်ပေးမယ်နော်အဲ့တော့နှစ်လက်မှတကယ်လို့စစ်စင်တီဆိုလို့ရှိရင်လေအမားတို့ကလက်မနဲ့ဆိုရင်ဘယ်လောက်ကြမလဲဆိုရင်စစ်စင်တီဆိုရင်နှစ်လက်မနဲ့3စိတ်ရှိရဲနှစ်လက်မနဲ့3စိတ်เนาะ အဲ့လိုမျိုးလေးထည့်ပေးလိုက်အောင်ပဲနော်အဲ့ဒါကိုကမအမက5စင်လို့ပြောရင်ပေကျူးလေးနဲ့မှစောင့်ပြီးတော့မှတခါလေလက်မတွက်သွားလို့ရပါတယ်အဲ့တော့ဒီမှာကဒီစင်တီနဲ့ဆိုရင်4စင်တီ5စင်တီ6စင်တီထည့်လို့ရတယ်ဆိုလို့ရှိရင်လက်မနဲ့ဆိုလို့ရှိရင်အမတို့ကတလက်မခွဲနော်တလက်မခွဲပြီးတော့လို့ရှိရင်နှစ်လက်မပြီးရင်နှစ်လက်မနဲ့မှ ငါးစိတ်ပေါ့အဲ့လိုမျိုးလေးပဲမှတ်ထားနိုင်လို့ရပါတယ်။ရင်သေးတာနဲ့ရင်ကြီးတဲ့ပေါ့မူတည်ပြီးတော့မှထည့်ပေးတာအဲ့တော့မှတောက်စာလေးမလို့ရခဲ့တယ်။ရပြီးရင်သူ့ကိုခဏထထားလိုက်မယ်။အမတို့ဘာမှဆက်မလုပ်သေးပဲနဲ့အောက်ကအတိုင်းလေးကိုဆက်ပြီးတော့သွားကြမယ်။ရမယ်နော်။အဲ့တော့ဒီနာလေးမှာရှင်းလားမသိဘူးနော်။တရားကပခုံးမြင်းကပထမမူလဆွဲတဲ့မြင်းအဲ့ဒီမြင်းကမြင့်နေလို့သူ့ကို1.5 cm နှိမ်ချလိုက်ပြီးအဲ့ဒီမြင်းပေါ်မှာဆွဲသွားတာ။ ဲ့တော့ဒီ6.5 cm ဒီနှလမနဲ့6စိတ်ဆိုတာကတော့ပုံသေးပဲဝင်တာသူ့ကိုကတွက်စရာမလိုဘူးအမြင်နဲ့အလောက်ဝင်နေဝင်ပြီးတော့မှဒီကနေပြီးတော့မှအနောက်ကိုအမားတို့ကဒီတောက်စာနော်စင်တီနဲ့ဆိုရင်4 5 6ပေါ့လက်မနဲ့ဆိုတလက်မခွဲနဲ့လက်မနဲ့လက်မခွဲတောက်စာဝင်တာကတော့ရင်သေးရင်ကြီးတဲ့ပါမူတီပြီးတော့မှဝင်ပြီးတော့မှထားခဲ့ပြီး โอเคเนาะအဲ့ဒါရပြီဆိုရင်အမားတို့ကဒီမှာအရှိုက်ကလည်းအမားတို့လေပင်ဝင်ပြီးတော့มาဆွဲပြီးသွားပြီဆိုတော့အမားတို့ရှေ့ရင်ကျေကိုသွားမယ်ရှေ့ချမ်းမှာဆွဲနေပြဒီမှာရင်ကျေမြင်ဒါဆိုရင်ရှေ့ချမ်းရေရင်ကျေမြင်အဲ့ဒီမှာရှေ့ရင်ကျေကိုတိုင်းမယ်ရှေ့ရင်ကျေကအမားတို့က FW လို့ခေါ်တယ်အတူတူကိုလည်းနှစ်နှစ်စာခိုင်းထားတယ်เนาะလက်မဆိုရင်လက်မစင်ဒီနဲ့ဆိုရင်စင်ဒီသူ့အတိုင်းတိုင်းထည့်ပေးမယ်ခဏမှတ်ထားခဲ့တာเนาะသူကအတီးပြုတ်လို့မရသေးဘူးเนาะ အဲ့တော့ယင်ကျဲကိုအတည်ပြုလို့မရသေးဘူးခဏမှတ်ထားခဲ့မယ်မှတ်ထားခဲ့ပြီးတော့မှအမားတို့ကဒါက FW/2 နော်မှတ်ထားခဲ့ပြီးသားရင်အမားတို့ကဘာကိုသွားတိုင်းမလဲဆိုရင်ဒီမှာယင်မြင်းကိုသွားတိုင်းမယ်ယင်မှာဆိုလို့ရှိရင်လည်းနောက်ချမ်းနဲ့အတူတူပါပဲယင်ကို၄နဲ့စာယင်ကို၄နဲ့စာပြီးတော့မှပွားစာ1စင်တီတာမှုလို့ရှိရင်လက်မနဲ့ဆိုရင်ဒီ၄စိတ်ပေါင်းပေးပြီးတဲ့အတိုင်းလေးအမားကိုထည့်လိုက်မယ်နော်အဲ့တော့သူ့ရဲ့အတိုင်းလေးတိုင်း ထည့်လိုက်မယ်ထည့်ပြီးသွားရင်အဲ့ဒီရင်မြင်ရနေပြီးတော့မှ အောက်ကိုဒေါင်းမှန်မြင်းဖြောင်းဆွဲချပေးရမယ်နောက်ချမ်းလိုပဲဒါကိုဒေါင်းမှန်မြင်းဖြောင်းအရင်ဆွဲချပေးလိုက်တာဒီကြားထဲကရင်အတိုင်းကိုအမတို့သတ်မှတ်လိုက်တယ် ရမယ်နော်ရင်တိုင်းကိုသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီရင်မြင်းပေါ်မှာအမားတို့ရင်ကွာလေးကိုတိုင်းပါမယ်ရင်ကွာဆိုတာနှုတ်ဝေးနှုတ်ဝေးဆိုတာလည်းသူ့ကိုဘာနဲ့စားရမှာလဲဆိုရင်ရင်ကွာအတိုင်းလေးကိုမှအမားတို့ကနှင်းနဲ့စားပေးရပါမယ်အဲ့တော့အဲ့ဒီနှုတ်ဝေးကအမားတို့ရှိတဲ့ဟာက16စင်တီဆိုတော့စင်တီနဲ့နော်လက်မဆိုရင်လက်မသမားကကိုယ့်ရဲ့အတိုင်းကိုအမားတို့နှင်းနဲ့စားပေးနော်အဲ့တော့16ဆိုတော့အမားတို့ကသူ့က8စင်တီရှိပါမယ် အဲ့တော့ရှစ်ကိုတတ်မှတ်လိုက်မယ်အဲ့တော့ဒီကြားထဲကအကွာလေးကရင်ကွာကို နှင်းနဲ့စားတာเนาะအဲ့ဒါဆိုရင်အမတို့ဒီမှာရင်ကွာเนาะရင်ကွာကိုနှုတ်ဝေးကိုနှင်းနဲ့စားပြီးတော့မှအပ်တော့စီမြင်းကနေလာမှတ်လိုက်မယ်ဖေပေါ်မှာမှတ်တာလဲဆိုရင်ရင်မြင်းပေါ်မှာเนาะအဲ့လိုမှတ်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ကအရှိုက်မှရင်ထိတ်ရင်ထိတ်အတိုင်းတိုင်းထားတာရှိတယ်เนาะအမတို့ဒီလေပင်အရှိုက်ကလေးကနေပြီးတော့မှအဲ့ဒီနစ်ပယ်ထိတ်ပေါ့เนาะရင်ရဲ့အလဲစုံမှတ်တက်တက်တိုင်းထားတဲ့အမှတ်ကလေးအဲ့ဒါလေးလိုပါတယ် စင်နီသမားတွေကတော့ဒါကိုသိမယ်တချို့ကလည်းဒီပခုံးကနေစာတိုင်းနာရှိရေပေါ့နော်ပခုံးကနေစာတိုင်းနာရှိတယ်အမကတော့အရှိုက်ကနေတိုင်းနာဖြစ်တဲ့အတွက်အရှိုက်မှာရင်ထိန်လို့ပဲသုံးတယ်ရမယ်နော်အဲ့တော့အရှိုက်ဆိုတာကရှေ့ကလဲပြီးအရှိုက်လေးတက်တက်ကနေကိုယ့်ရဲ့ဒီရင်ရဲ့အလဲဆုံမတ်ပေါ့နော်အဲ့ဒီအလဲဆုံမတ်ကိုတိုင်ထားတာနှစ်ပဲထိတ်လေးကိုတိုင်ထားတာလေးတိုင်ပေးပြီးတော့မှဒီအရှိုက်ကနေပြီးတော့မှ လာပြီးတော့มาတိုင်းပေးပါမယ်အဲ့တော့အဲ့ဒါမတိုင်းခင်အမတို့ကဒီရင်ကွာနှုတ်ဝေးရဲ့အတိုင်းလေးကိုရင်ကျဲကနေခါမြင်းထိတောက်မှန်မြင်းဖြောင်းအရင်ဆွဲချထားလိုက်မယ်เนาะရမယ်เนาะဆွဲချပြီးတော့มาအခုအမပြောတဲ့အတိုင်းလေးကိုဒီအဆိုင်မြင်းကနေစပြီးတော့มาတိုင်းပေးပါမယ်အဲ့တော့ဘလောက်ရှိလဲဆိုလို့ရှိရင်အမကတိုင်းထားတာ21စင်တီရှိတယ်အဲ့တော့အရှိုက်ကနေပြီးတော့မှ21စင်တီရှိဒီရင်ခွာမြင်းကိုလာအထီလေးကိုမှတ်လိုက်မယ် ရမယ်နော်ဒီရဲ့အဆိုင်ကနေဒီ no way ရင်ကွာမြင်းလေးကိုထီးရဲ့အထီးလေးလာမလိုက်ပါမယ်စင်တီဆိုရဲစင်တီနဲ့လက်မဆိုရင်လည်းလက်မနေပေါ့နော်ကိုရဲ့ဒီအဆိုင်တတရနေရင်အလဲဆုံးမကိုတိုင်ထားတဲ့အမှတ်ကလေးကိုဒီမြင်းမှာလာအထီးလေးတိုင်ပေးပြီးတော့ဆွဲပေးလိုက်ပါအဲ့ဆိုရင်သူကဒီလိုလေးဖြစ်သွားမယ်ဒီမှာစုံမှတ်လေးတစ်ခုရလာမယ်အဲ့ဒီစုံမှတ်လေးကို BP အတူောက်ခေါ်တယ်အရှိောက်ကတော့ best point ယင်ထိတ်အမှတ်လို့ခေါ်ပါတယ်အဲ့ဒီယင်ထိတ်အမှတ်ရပြီဆိုတော့ခါကြမှာခုနကအမတို့ဒီမှာထည့်ထားခဲ့တဲ့ပခုံးတောက်ကဒီယင်ထိတ်မဲ့နေရာမှာထောက်လာစုပေးပါမယ်။ဘာကြောင့်မို့လို့ဒီယင်ထိတ်အမှတ်ကိုယူပြီးတော့ထောက်စုရလဲဆိုလို့ရှိရင် ရင်နေရာကမင်းကလေးတွေကအဓိကပဲရင်စာထွက်ချင်လို့ရင်စာဖောင်းချင်လို့ဒီနေရာဒီရင်ရဲ့အလဲစုံမတ်တတဲဖြစ်တဲ့အတွက်အဲ့ဒီနေရာကိုဖောင်းအောင်လုပ်မှမလို့ဒီပခုံးတော့ကိုထည့်ပေးရခြင်းမှာတချို့တွေကဂျိုင်းတော့ကိုအသုံးပြုတာရှိပါတယ်အမားတို့ကတော့ဒါပခုံးတော့ကိုအသုံးပြုထားတယ်ဘာအတွက်အသုံးတာလဲဆိုရင်ရင်စာအတွက် သူဒီအမားတို့ရင်စာဖောင်းအောင်လုံးမဲ့တော့ပတံမှာပဲပါတယ်ချုပ်တဲ့အခါမတော်ဘူးချုပ်လို့ပခုံးတော့ဖြစ်တာကတသက်တနည်းနော်မူလမူလပတံမှာဆိုလို့ရှိရင်နော်အမားတို့ကဒီဥစ္စာကဒါကဒီပတံမှာပဲရင်စာဖောင်းအောင်အသုံးပြုပေးမဲ့တော့ဒီတော့ဒီဖြောက်ပြရမှာနော်သူ့ကိုပတံနေကစားတဲ့အခါဒီတော့ဒီဖြောက်ပြရမှာဒီမှာရင်စာဖောင်းမှုအတွက်ပဲသုံးတာပါတချို့ကဂျိုင်းတော့သုံးပါတယ်အမားကတော့ပခုံးတော့သုံးတယ်အဲ့တော့ဒီမှာပခုံးတော့လေးကဒီမှာလာစုလိုက်ပြီး အဲဒီနေရာလေးမှာမျက်စိလဲစရာရှိတာကစင်ဒီသမားတွေအနေနဲ့ကတော့တချို့အတိုင်းမတူတဲ့လူဆိုလို့ရှိရင်ဒီအရှိုင်းမှာရင်ထိတ်တိုင်းတာလေး လက်မသမားတွေဆိုရင်လည်းဒီအရှိုက်ကနေရင်ထိတ်တိုင်းတာလေးကနည်းနည်းလေးမျက်စိလဲစရာရှိတယ်။ဒါပေမဲ့အမပြောသလိုအရှိုက်တီလူရဲ့အရှိလေပင်အချိုင်လေးအဲ့ဒီအချိုင်တက်တက်ကနေပြီးတော့မှအမတိုင်းတဲ့နီးကတော့ဒီရင်ရဲ့အလဲဆုံးမှတ်တက်တဲ့အဖောင်းဆုံးနေရာကိုလှမ်းပြီးအဆောင်လေးတိုင်ပေးလိုက်ပါ။အဲ့ဒီအတိုင်းအတိုင်းလေးဒီအရှိုက်ကနေဒီနိုဝေးမြင်းပေါ်မှာလာအထီလေးဆွဲပေးလိုက်ရင်ရပါတယ်။အဲ့ဒါဆိုရင်တော့နားလည်မယ်ထင်ပါတယ်နော်။ဘာလို့ဆိုအဲ့ဒီနေရာဒီကိုယ့်ရဲ့ရင်အကြ ရင်အကြအဖောင်းဆုံးနေရာလာဆုံးနဲ့ရင်ထိတ်အမှတ်ကလေးဖြစ်လို့အဲ့ဒီအမှတ်ကိုရအောင်ဆွဲဖို့ရဒါလေးကိုတိုင်းပြတာပါနော်တရားနဲ့တရားသုံးရဲ့နီးစနစ်လေးတွေကတော့မတူကြဘူးပေါ့နော်အဲ့ဒါဆိုတော့ဒါကတော့အမှတ်သုံးပြတဲ့နီးမို့လို့ဒါကအဆင်ပြေမယ်ဆိုရင်လည်းသုံးပေါ့နော် ဒါက basic pattern မို့လို့ expert pattern ဆိုလို့ရှိရင် MRD ပွဲတဲ့ pattern တွေဆိုရင်ဒီထပ်ပို့ပြီးတော့မှ details အသေးစိတ်ကြပဲနော်အဲ့တော့ဒါလေးကကိုနားလေတလောက်ဆွဲကြည့်ပါနားမလည်ရင်လည်းအမကိုတိုင်းနီးလေးကိုဓာတ်ပုံလေးရိုက်ပြီးဒါမှန်လားဆိုပြီးတော့မှ CB ကနေလာမေးပြီးတော့မှပြလို့ရပါတယ်အမစစ်ပေးမယ် okay เนาะအဲ့ဒါဆိုရင်အမတို့ဒီမှာပခုံးတောက်ထည့်ပြီးသွားပြီးရင်ထိတ်အမှတ်ထွက်လာပြီးဆိုရင်အမတို့ဒီမှာဆက်ဆွဲကြမယ်ပခုံးကိုဟုတ်ပြီအဲ့တော့အမတို့ကဒီမှာပခုံးက6.5 cm နော်လမ်းမနဲ့ဆိုရင်နှစ်လမ်းမနဲ့6ဆေးဝင်ပြီးပါဒီမှာပခုံးတောက်ထည့်လိုက်ပြီးအဲဆိုရင်ပခုံးတောက်ဒီအမခွန်းကပြောသွားတယ်ရင်စာဖောင်းဖို့ရာအတွက်ပဲသူကဖြောက်ပြစ်မှာဆိုတဲ့အတွက်အမတို့ကယာယီခဏဖြောက်ကြည့်မယ်နော်ဖြောက်မယ်ဆိုရင်သူ့ကိုအမကယာယီဒီလိုလေးတစ်ဖက်ကိုခောက်လိုက်မယ်သူ့ရဲ့စီးအရာလေးတိုင်းခောက်မယ်ခောက်ချိုးချိုးပြီးတော့မှဒီဘက်တစ်ဖက်မှာတောက်ကလေးကိုလာထပ်လိုက်ပါမယ်သူ့ထည့်ထားတဲ့တောက်ကလေးကိုလာထပ်ပေးလိုက်တာ နော်ဒီမှာဒီလိုလေးနော်ခောက်ပြီးတော့မှလာထပ်ပေးလိုက်တာနော်လာထပ်ပေးလိုက်ဒီမှာကြည့်လိုက်စက်ကူမှာဒီမှာတို့ဘာဖြစ်လာလဲရင်ထိတ်နေရသည် ဖောင်းကျွားပြီးတော့ထွက်လာတယ်ဒါဒီသူ့ရင်သာဖောင်းထွက်လာတာโอเคเนาะဒီမှာเนาะညင်သားတယ်เนาะဒီမှာပခုံးတောက်ကလေးကိုဒီလိုခဏယာကြီးဖြောက်ကြည့်လိုက်တာဖြောက်ကြည့်ပြီးထပ်လိုက်ရင်သူဒီပါထွက်လာလေရင်စာဖောင်းပြီးတော့ထွက်လာတယ်ဒါဆိုရင် flat pattern မှာဆိုရင်သူဒီတော်တော်လေးကိုဖောင်းပြီးတော့ကြွရည် ပတ်တန်အကြီးဆိုရင်ပိုတည်တာတဲ့ဒါကပတ်တန်အသေးလေးမို့လို့ဖောင်းတာကနည်းနည်းပဲမြင်ရတာ okay เนาะအဲ့တော့ပခုံးကဒီရဲ့ပခုံးတောက်ကိုဖြောက်လိုက်မယ်ဆိုလို့ရှိရင်အခုဒီတောက်ကအမတို့ကချုပ်ရင်မထည့်ဘူးဆိုရင်အဲ့တော့သူ့ကိုချုပ်ရင်မထည့်တဲ့အခါပခုံးသားပခုံးသားဒီအမတို့ကအနောက်ခြမ်းနဲ့အညီခြမ်းနေရမှာအခုဒီမှာပခုံးတောက်ကိုဖယ်လိုက်တဲ့အခါမှာပခုံးကအမတို့ခြံခဲ့တဲ့6.5 cm လမ်းမနဲ့ဆိုရင်နလမ်းမနဲ့6စိတ်ပဲကျန်နေတယ် အဲ့တော့သူ့ကိုမူလ original ပခုံးနဲ့ဒီနောက်ချမ်းကဒီပခုံးအရှိနဲ့ညီမြအောင်အမတို့ကပြန်ဆွဲပေးဖို့လိုပါတယ်အဲ့တော့ပြန်ဆွဲမယ်ဆိုရင်အခုဒီခောက်ရဲ့အတိုင်းလေးပဲအသာလေးထားမယ်ပခုံးတော့ကိုအဲ့အတိုင်းလေးကိုပဲခောက်ထားပြီးတော့ဒီပခုံးမြင်းအဆောင်အမတို့အတီးယူထားတဲ့ဒီပခုံးမြင်းဆောင်းလေးဒီဖက်ဒီဆက်ဆွဲချပါဆက်ဆွဲချပြီးတော့မှနောက်ချမ်းပခုံးက14စင်တီရှိရင်သူ့ကိုလည်းအမတို့က14စင်တီပြည့်အောင်ဆွဲယူပေးလိုက်ပါမယ်အဲ့တော့14စင်တီမှာမှတ်လိုက်မယ် โอเคเนาะဒီຫາလေးကတောက်ကလေးကခောက်ရက်ကလေးနဲ့မှတ်ပေးရတာပါတောက်အပြတ်နိုင်သွားပြီးပခုံးဆွဲလို့မရပါဘူးဒီတောက်ထပ်လိုက်ပြီးမှကြံနေအကြံသာရင်ပခုံးသားအစစ်အမှန်ထွက်လာမှာအာဆိုရင်ဒီဟာ14စင်တီရသွားပြီเนาะအဲ့တော့ရသွားပြီဆိုတဲ့အခါဒီဟာလေးကိုနည်းနည်းလေးပြန်ဖြန်းလိုက်ပြန်လိုက်တဲ့အခါကြည့်လိုက်ပခုံးဒီဘာဖြစ်လဲနည်းနည်းလေးစိုက်ပြီးတော့အောက်ကိုကျသွားတယ်တဒံရှိတယ် ဲ့တော့ဒီပကုန်းတော့ခောက်တဲ့အချိန်မှာညီးနေအောင်တိကျခောက်ပေးပါခောက်တာတွေလွဲလို့မရပါဘူးဒီနားမှာလိန်တာတွေလုံးဝဖြစ်လို့မရပါဘူးသူခောက်ပြီးသွားလဲဒီနားလေးဒီစင်ချောပြီးတော့မှဖောင်းနေဒီမှာနော်ဖောင်းလာစင်ချော်ဝီတူတောက်လေးတိုင်ခောက်တာလေးဖြစ်ရပါမယ်လိန်ပြီးရှုပ်ထွေးနေလို့မရဘူးရသားပြီဆိုတဲ့အခါဒီမှာပကုံးအမှန်လေးဖြစ်သွားပြီဆိုတဲ့အခါကျမှသူ့ကိုပြန်ဖြန့်ပေးလိုက်ပါယာယီပဲခဏခောက်လိုက်တာ โอเคเนาะအဲဆိုရင်ပခုံးအမှန်ရသွားပြီဆိုတဲ့အခါကျမှဒီမှာရင်ကျဲကိုခဏရာဝဲရာခဲ့တာရင်ကျဲကလည်းအမတို့ကဒီမှာပခုံးတောက်ဒီဖြောက်ပြစ်มาဖြစ်တဲ့အတွက်ဒီပခုံးတောက်ပါလို့မရပါဘူးအဲ့တော့ရင်ကျဲကိုတိုင်းတဲ့အခါဒီဘက်တစ်ချမ်းဓာတ်ရဲ့ဒီဘက်ပေးတစ်ချမ်းကိုအရင်တိုင်းမယ်တိုင်းပြီးရှိတဲ့အရှိကိုမှတ်မှတ်ပြီးတော့မှအခုဒီမှာဆိုလို့ရှိရင်အမက16 cm ရှိတယ်ပေါ့ဒီမှာတိုင်းကြည့်လိုက်တော့30 cm ပဲရှိတယ်ဆိုရင်ဒီပခုံးတောက်ကိုဖဲဒီဘက်ကို6 cm ဆက်သွားပါမယ် အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဒီနာလီယာအတိုင်းနဲ့ဒီနာလီယာအတိုင်းဒီ ရင်ကျဲကိုရှင်းရင်ကျဲကိုနှစ်နဲ့စားထားတဲ့အဖြေတိုင်းကျန်ရမယ်ဒီတောက်ထည့်ပြီးတိုင်းလို့လုံးဝမရပါဘူးဒီရဲ့တောက်လုံးဝထည့်တိုင်းပေးလိုက်လို့ရှိရင်ဒါကြီးကအမတို့ကဝတ်တဲ့အခါဒီဟာတောက်ကြီးကဖျောက်ပြစ်လိုက်ရင်ဒီရင်ကျဲသည်ကျက်သွားနိုင်တဲ့အခါအရှိမကုတ်ကုတ်ကြီးနဲ့အင်းကြီးလုံးဝဆန်းလို့မရဝေလို့မရဖြစ်တတ်ပါတယ်အဲ့တော့ရှေ့ချမ်းမှာအထူးသတိထားရမှာကအမတို့ပခုံးဆွဲတဲ့အခါလဲပခုံးတောက်ကိုခောက်ဆွဲရတယ်လို့ရှင်းရင်ကျဲကိုဆွဲတဲ့အခါမှာလဲဒီပခုံးတောက်ကိုဖယ်ပြီးမှကျန်တဲ့အတိုင်းကိုရှင်းရင်ကျဲတိုင်းကျန်အောင်ဟိုဘက်ဒီ းပဲမျှဆွေပေးရတယ်အဲ့တော့ဒီဘက်မှာကအရှိတိုင်းကတော့ထက်ချေလို့မရဘူးဖြစ်တဲ့အတွက်သူအရှိတိုင်းအောင်တိုင်းတိုင်းမှာပကုန်းတောက်ကိုဖဲဒီဘက်မှာကျန်နေ ဒီရင်ကျဲရဲ့အကြံကိုဆက်ပြီးတော့မှထည့်ထည့်ပြီးတော့မှပခုံးနဲ့ရင်ကျဲနဲ့ကိုမြင်ဖြောင်းလေးလှမ်းပြီးတော့ဆက်ပေးလိုက်ပါမယ်။အဲဒါဆိုရင်သူကဒီလိုပုံစံမျိုးရသွားပြီ။ရသွားပြီဆိုတဲ့အခါကျမှအမတို့ကခပ်ဖလီနဲ့ဂျိုင်းလေးကိုဒီသူ့ရဲ့ရင်နဲ့ပြပြလေးလှမ်းဆက်ပြီးတော့ဝိုက်ပေးလိုက်ပါမယ်။အဲ့တော့ဂျိုင်းဝိုက်တဲ့အခါနားလေးမှာ ပြပြလေးဝိုက်ပေးပါ။ထောင်ကျနေတာတွေခြုံသွားတာတွေဖြစ်လို့မရပါဘူး။ โอเคเนาะအဲ့ဆီအမတို့ပခုံးတောက်ရဲ့ဂျိုင်းရဲ့ရသွားပြီနားလေးမှာလေပင်ကလည်းအမတို့ဒီသူ့ကိုဝိုင်းထားခြင်းရတယ်လေးတော့မဲထားခြင်းလည်းရတယ်ဒါဒီဝတ်လို့မရဘူးအမတို့ကပုံမှန်လေပင်မူလလေပင်ပဲရှိတယ်ဗောနော် အဲ့တော့သူကဝင်လို့ရတယ်လည်းမဟုတ်ဘူးဝိုင်းထားထားကွက်ကိုလေးတောင်ထားထားရတယ်အဲ့ဆိုဒီအပေါ်ပိုင်းတစ်ပိုင်းလုံးအမားတို့ဆွဲတာပြီးသွားပြီပြီးသွားပြီဆိုတော့ရင်လည်းပြီးသွားပြီဆိုအမားတို့ဘာပဲကြံလဲဆိုရင်ခါပဲကြံနေခါကိုဆွဲတဲ့အခါမှာပုံသေးနီးကနောက်ချမ်းလို့ပဲခါကိုလေးနဲ့စာအမားတို့ကပွားစာက1စင်တီပေါင်းမယ်လမ်းမနဲ့ဆိုလို့ရှိရင်၄စိတ်ပေါင်းမယ်နော်အဲ့ဒါပြီးသွားရင်နောက်ထပ်ထောက်စာက3စင်တီပေါင်းပေးပါမယ်လမ်းမနဲ့ဆိုလို့ရှိရင်အမားတို့က တလက်မနဲ့နှစိပ်ပေါင်းပေးပါစင်တီနဲ့ဆိုရင်3စင်တီလက်မနဲ့ဆိုရင်တလက်မနဲ့နှစိပ်ပေါင်းပေးရပါမယ်โอเคเนาะပေါင်းပြီးသွားပြီဆိုရင်အမားတို့ကဒီမှာနှုတ်ဝေရင်กว่าเนาะရင်กว่าနှုတ်ဝေမြင်းလေးရှိတယ်အဲ့ဒီမြင်းရဲ့ဟိုဘက်ဘေးဒီဘက်ဘေး3စင်တီပေါင်းထားရင်ဒီဘက်ကို1.5ဒီဘက်ကို1.5စင်တီထည့်ပေးလိုက်ပါမယ်အဲ့တော့လက်မနဲ့တလက်မနဲ့နှစိပ်ဆိုရင်ဒီဘက်ကိုအမားတို့က6စိပ်ဒီဘက်ကို6စိပ်ပေါ့ထည့်ပေးလိုက်ပါသူ့ကို ဒီကားကိုတဝက်ဝက်ပြီးမြင်းဆွဲစရာနောက်ချမ်းလိုမျိုးမလိုတော့ဘူး။ဘာကြောင့်လဲသူ့မှာ no way ရင်ကွာမြင်းရှိတယ်။ဒီနေရာမှာနစ်ပယ်ထိတ်ရှိတယ်။အဲ့ထိတ်နဲ့တညီထဲမှာမြင်းဆွဲထားပြီးသားအဲ့ဒီမြင်းအတိုင်းယူပင်းရင်ရပြီ။နောက်ချမ်းလိုခါတဝက်ဝက်စရာလုံးဝမလိုပါဘူး။အဲ့ဒါပြီးသွားရင် အမားတို့ကတောက်ကနောက်ချမ်းလိုရင်မြင်းမှာမစုပါဘူး။အမားတို့ဒီမှာရင်ထိတ်အမှတ်မှာပဲလာပြီးတော့စုပေးရပါမယ်။ ာလို့လဲဆိုရင်ဒီရင်ထိတ်ကအဖောင်းဆုံးနေရာဖြစ်ရမှာဒီရင်ထိတ်မှာပဲတောက်တီအများအားဖြင့်လာပြီးတော့မှစုံပေးရမယ်။ရမယ်နော်။အဲဆိုအမဒီမှာရှေ့ချန်တောက်ထဲတာပြီးသွားပြီ။အဲ့တော့သူ့ရဲ့တောက်ဒီဥစ္စာပေါ့ခါးကိုလင်းနေစာပွားစာပေါင်းဒီတောက်ထဲအပြီးအတိုင်းအတိုင်းကိုဒီမှာတိုင်းပေးတိုင်းပေးမှတောက်ထဲလည်းရတယ်။တောက်ထဲမှာအမတိုင်းပေးလိုက်တာပေါ့နော်ဒီမှာကတော့အဲ့ဒါဆိုရင်သူ့တိုင်းတိုင်းထည့်လိုက်ပါမယ်။ အဲ့တော့ထည့်ပြီးတော့မှတ်လိုက်မယ်မှတ်ပြီးသွားရင်ခါပြန်သိမ်းပေးပါမယ်အဲ့တော့ဒီဘက်ဘေးဒီကိုနဲ့မသက်ဆိုင်တော့ဘူးကိုရဲ့မူလ origin နဲ့ခန္ဓာကိုယ်ဘေးမြာဒီမြင်းလေးဖြစ်သွားပါပြီအဲ့ဒါဆိုရင်ကိုယူမဲ့နိုင်ငံနောက်ဆုံးဆွဲထားတာဒီ line ဒီ line ဂျိုင်းရယ်ပခုံးရယ်ဒီမှာဆိုရင်ပခုံးကကျဲနေသလိုခံစားရရယ်เนาะဒါပေမဲ့ဒီပခုံးတောက်ကိုဖြောက်လိုက်တဲ့အခါအမတို့ကပခုံးက origin နဲ့ပြန်ဖြစ်သွားမှာပါ df.c ညင်းရယ်ဒီဟာလေးပဲကိုယူပေးမယ်ဒီအထက်ကဒါဒီအမတို့ကရင်စားထောင်မှုအတွက်ပခုံးတောက်ပေါ့ဒါကတော့ရင်တောက်ပေါ့เนาะအဲ့လိုမျိုးခေါ်ပါတယ်အဲ့တော့ဒီတောက်ကိုဖြောက်မယ်ဆိုရင်ဒါအမဆွဲပြတာမူလပေါ့เนาะဒီမှာတောက်ဒီကစားတာလေးအမကမတင်ပြထားပေးသေးဘူးเนาะဒီမူလကိုပဲအရင်ကျွမ်းကျင်အောင်ဆွဲကြည့်ဆွဲကြည့်ပြီးနောက်ပိုင်းကျရင်တောက်ဒီကစားတာလေးကိုလာပြီးတော့တင်ပေးမယ်ဘယ်လိုက စားရလဲဆိုရင်ဓာတ်တွေကအမတို့ကဓာတ်တစ်ချောင်းကိုဖျောက်ချင်ရင်ဓာတ်တစ်ချောင်းအမြဲတမ်းအစားထိုးပါတယ်အဲ့တော့ဒီပကုန်းတောက်ကိုဖျောက်ချင်ရင်လည်းအမားတို့ကဓာတ်တချောင်းပြန်စားထိုးပေးရတယ်။ဘာတွေသုံးလဲဆိုဥပမာအမားတို့ဒီရင်ကူးတောက်ပေါ့နော်။အဲပြီးရင်အမားတို့ဒီ ဘယ်လဲဂျိုင်းထောက်ပေါ့အဲ့လိုမျိုးတွေပေါ့ပြီးရင်ဒီဘက်မှာအမတို့ဘေးထောက်ပေါ့အဲ့လိုမျိုးတွေနဲ့တုံးပြီးတော့မှအစားထိုးပြီးတော့ပြန်တုံးတာတွေရှိတယ်အခု loss ရတော့ဒါကတော့မူလပတ်တံပဲဖြစ်တဲ့အတွက်ဒီမူလ origin နဲ့တုံးတဲ့ထောက်လေးကိုပဲအမကထည့်ပြထားတယ်အဲ့တော့ဒါလေးဆွဲကြည့်ပါနားမလည်ရင်လည်းလာမင်းလို့ရပါတယ် CV ကနေမိထားပြီအမအားတဲ့ချိန်စဉ်ပြန်ဖြေပေးမယ်ခုအမတင်သွားပေးတာကဒါကမူလเนาะအမတို့သုံးအမသုံးတဲ့နီးပေါ့เนาะဒါတရားနဲ့တရားလည်းတူချင်မှတူမယ်ကိုယူစာနဲ့ကိုပေါ့เนาะအဲ့တော့ ်အမကတော့ဒီမူလပတ်တန် basic နဲ့ဒီမူလပတ်တန်နဲ့ daily weight တွေချုပ်ပေးတဲ့အချိန်မှာရန်စင်ပြပါတယ်တင်တန်းမှာတင်တဲ့အခါကလေးတွေလည်းဘယ်သူအချုပ်ပေးချုပ်ပေးသူတို့ခန္ဓာကိုယ်ပဲဖြစ်ဒီမူလပတ်တန်ကအရန်ကိုအစဉ်ပြေစီလို့ဒါကိုပဲအသုံးပြုပေးထားရယ်ပေါ့နော်အဲ့တော့ဒီဥစ္စာက basic frame မှာဒီပွဲတက်ဆိုရင်ဒီထက်ပို့ပြီးတော့မှအသေးစိတ်ကြပါတယ်ဒီထက်ကို details ပို့ပြီးတော့မှဆွဲရတယ်ပေါ့နော်အမကနောက်ထပ်လာတဲ့ຢာတွေအများကြီးရှိသေးတယ်အခုပွဲတဲ့ပွဲတက်မဟုတ်ပဲဒီ basic ကတော့ဒါလေးပဲပေါ့နော်အဲ့တော့နားလည်မယ်ထင်ပါတယ်လေ့ကျင့်ကြည့်ပါအချိန်ချင်းဆွဲအချိန်ချင်းဆွဲကြည့် တဲ့အခါကိုယ်သဘောပေါက်လာလိမ့်မယ်โอเคเนาะအဲ့တော့ဒီဟာကအမကတင်ပြီးတဲ့မူလာနောက်ချမ်းရယ်မူလာရှေ့ချမ်းရယ်ဒီဟာကရှေ့ချမ်းပေါ့เนาะအဲ့တော့ရမယ်ထင်ပါတယ်ခြိုက်ဆွဲကြည့်ပေါ့เนาะစင်ကြည့်ကြပါကြည့်เนาะ